မမေကိုစီဗီမှာမေးထားတဲ့မေးခွန်းတွေကိုအဲတတ်နိုင်တလောက်တော့သူချင်းစီကိုဖြည်းဖြည်းချင်းပြန်သွားမယ်ဆိတ်ရှိရှိလေးနဲ့တော့စာပေးချင်တယ်အခုဒီညီမလေးရဲ့မေးခွန်းကိုအရင်ဆုံးဖြည့်ပေးချင်ပါတယ်ဒါကတော့သူ့လိုအမျိုးသမီးတွေလည်း အာနရတော့မြောက်ခက်ဆင်ဆင်ဖြစ်နေတော့တူချင်းစီကိုမဖြေပေးတော့ဘူးအဲ့တော့တချို့အမျိုးသမီးတွေကအာဒီလိုအမျိုးသားနဲ့ဆက်ဆံတဲ့အခါမှာဆက်တာတွေနာနာကျင်တာတွေအာရှိတယ်နောက်ပြီးတော့အာဆက်ဆံတဲ့အခါမှာအာတခုခုနဲ့ထောင့်နေတယ်လို့ကိုကတို့တို့ထိုးတွင်းလိုက်တဲ့အခါမှာကိုတို့တခုခုလာထောင့်နေတယ်လို့ခံစားရတဲ့အမျိုးသမီးတွေ တ်လေးကပါပြောထားလဲဆိုတော့သူကထိုးဆေးတလုံးပုံပဲအဲထိုးပြီးတော့ဆေးမတည့်မသီးတော့ဆေးဖြစ်လိုက်တယ်ဆေးဖြစ်ပြီးတော့6လ10လရှိနေကလေးကမရသေးဘူးတဲ့သူ့ရဲ့အသွင်းထဲမှာမျိုးသားနဲ့ဆက်ဆက်တဲ့အခါမှာထောက်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 ဖြစ်နေတယ် ဒါကိုပြောပြပေးစီချင်တာအာဒီမိမကိုနဲ့ပတ်သက်ပြီးဒီအတွင်းပိုင်းမမီရောသအိတ်ဆိုတာရန်ကယူဆာမိမရဲ့အာအဓိကကျမကြီးဒီမှာဒီသအိတ်လဲပါတယ်ပေါ့နော်အဲ့တော့သအိတ်ရဲ့ကျမကြီးမဖြစ်ဖို့ဆိုတာဆရာဝန်နဲ့လည်းအကောင်းဆုံးဆွေးနွေးစီချင်တဲ့အတိုင်းပေးစီချင်တယ်အဲ့တချို့ကလည်းဒီလိုမျိုးဘာမှတော့မဖြစ်ဘူးဆရာဝန်နဲ့စီသက်ပြလိုက်တယ်ဒီလိုခလေးရ အဲဒါမျိုးတွေမရှိဘူးပြလာတာနှစ်ချင်းနေပြီပြဿနာကုန်သွားတယ်ဘလို့နီးတွေနဲ့တီလို့ကလေးရအောင်ဆက်ဆံရမလဲဆိုတော့မျိုးမျိုးတွေလည်းရှင်းအမမီတော့အဲခါတိုင်းတော့မမီရဲ့ဗီဒီယိုက7မိနစ်စာတင်လို့ရတယ်အခုကဒီထန်ရရှိဘူးပေါ့နော်7မိနစ်စာတင်လို့မရလို့မမီရလည်းမိကုန်းတွေကိုမဖြေသေးတာဖြစ်တယ်ဒါပေမဲ့ဒီမိကုန်းဒီညီမလေးကအရင်အတီးချင်တယ်ဖြစ်တဲ့အတွက်ကြောင့် ့အပိုင်းမလောက်လို့ရှင်တော့အပိုင်းဆက်ပြီးဖြီးသွားမှာပေါ့နော်အဲအဲ့တော့မမေတို့အမျိုးသမီးတွေကခန္ဓာကိုယ်ခန္ဓာကိုယ်တိဆောက်ပုံချင်းကားတယောက်နဲ့တယောက်ကမတူကြဘူးအာပြောချင်တာကတော့မိမကိုနဲ့အဲတအိမ်နဲ့နီးတဲ့အမျိုးသမီးတွေရှိတယ်မိမကိုနဲ့တအိမ်နဲ့ဝေးတဲ့အမျိုးသမီးတွေရှိတယ်မိမကိုနဲ့တအိမ်နဲ့ အဲနီးတဲ့အမျိုးသမီးတွေဆိုရင်လည်းတစ်ခါတလေဆိုရင်ကိုဝင်ရလွယ်တာမျိုးလိုဝေးတယ်လို့ဆိုကိုဝင်ရလွယ်တယ်မတူတရားနဲ့မရှိတရားတချို့ကျတော့လည်းတစ်ခါနဲ့တစ်ခါနဲ့ဆက်ဆံရုံနဲ့ကိုဝင်ရလွယ်တဲ့အမျိုးသမီးတွေရှိတယ်အာ လာပေါင်းများစွာအချိန်များစွာယူပြီးတော့ကိုဝင်မကက်လွယ်တဲ့အမျိုးသမီးတွေလည်းရှိရပေါ့နော်တယောက်နဲ့တယောက်ကတော့မတူကြဘူးအဲ့ဒီအရာပေါ်မှာဒီလိုကလေးရအောင်ဘလို့ဆက်ဆံရမလဲအစေးခမ်းလာသွားပြလိုက်တဲ့ပတ်စံကုန်သွားတယ်ကိုနီးကတော့ထွက်မလာဘူးဆိုတော့တူတွေအတွက်ကတော့ဒီလိုဗီဒီယိုလေးကိုနောက်နောက်ဆေးချင်တယ်ပေါ့နော်အဲ့တော့မမေတို့ဒီအဲ့အမျိုးသမီးတွေကအဲ့ဒီလိုဆက်ဆံတဲ့အခါမှာပူရာဆက်တဲ့အမျိုး ရာဆက်တဲ့ခန္ဓာကိုယ်အတွင်းပိုင်းဒီမိမကိုယ်လေးပူရာဆက်တာတွေရှိရဲ့နာကျင်တာတွေရှိရဲ့ထောက်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 နဲ့ဖြစ်တာတွေရှိရဲ့အာအဲ့ဒီထောက်ခနဲဖြစ်တဲ့အရာတွေကလေဒါဆရာဝင်နေတော့ပြစီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့မမေလို့အမျိုးသမီးတိုင်းကအာဆေးရမှာဆိုရင်၉ရောက်လောက်ကတော့ရေအိတ်တဲ့တက်ကြတယ်အဲ့ဒီရေအိတ်တဲ့ကမမေကိုယ်တိုင်းနဲ့ဖြစ်ဘူးလေရေအိတ်တဲ့လို့ရှိရင်အဲ့လိုမျိုးအဲတခုခုကိုယ့်ရဲ့အဲ အဲစီးသွားတာမျိုးပဲဖြစ်ဖြစ် ထိုင်လိုက်တာမျိုးပဲဖြစ်ဖြစ်သူထောက်တယ်လို့ခံစားရတယ်အဲ့လိုမျိုးဖြစ်ခဲ့လို့ရှိရင်ဒါအဆရာဝန်နဲ့လက်ပြတာပြီးတော့ခွဲစိတ်တင်လဲခွဲစိတ်ရမှာပေါ့နော်အာအဲ့လိုမျိုးတွေနေရှိတချို့ main လေးကျတော့အဝလွန်တာအဝလွန်တဲ့သူတွေကကျတော့လဲဒီလိုကလေးရပွားလဲနည်းနည်းခက်ခဲတယ်နော်အဲ့ဒါနာပြောတယ်လို့ပဲအဝလွန်တဲ့အမျိုးသမီးတွေကတချို့ကျတော့ဒီအဝလွန်တဲ့ ဝိတ်ကြောင့်မလို့အလိန်ဆက်ဆက်ခြင်းနဲ့အာစိတ်တွေလည်းပျောက်တာတူလဲရှင်နောက်တစ်ခုကကျတော့ခလေးရနိုင်ခြင်းနေတာပေါ့ခလေးရနိုင်ဖို့ခက်တာပေါ့ခလေးရဖို့ခက်တာမျိုးတွေလည်းရှိရဲ့အဲ့တော့အာဒီ weight ကြောင့်လည်းဆိုင်တယ်ပေါ့နော်အဲ့တော့ကျန်းမာရေးအရာပြောလို့ရှိရင်တော့ဒီမိမကိုမမေကအရန်ကင်ယူဆိုင်တယ်ဆိုတော့ပေါ့စားတယ်အဲဒါလို့အတူနေတဲ့အချိန်မှာ အဆက်ပြင်းပြင်းဖြစ်တယ်ပူရယ်ဆက်တာမျိုးဆိုရင်ဒါက main ပိုတဲ့ပိုးဝင်တာမျိုးလည်းဖြစ်နိုင်တယ်ဒါဆရာဝန်နဲ့ကိုအကောင်းဆုံးအမြန်ဆုံးပြတင်တယ်ဘာအနေရရှိရပေါ့နော်နောက်တစ်ခုကအဓိကအချက်ကဒီညီမလေးပြောတာကလေးရအောင်ဘယ်လိုဆက်ဆံရမလဲဘယ်လိုလုပ်တယ်ပေါ့နော်ဒါကတော့ဒီညီမလေးပါမဟုတ်မမေကိုမေးထားတာ၃လရောက်တော့ရှိတယ်အဲ့တော့ အာဒီအမျိုးသမီးတွေရဲ့ခုနပြောသလိုခနာကိုတိဆောက်ကိုချင်ရလဲမတူဘူးအာတတမှတ်တဲ့ဒီလိုဆက်ဆံမှဒီလိုကိုဝေရနိုင်တယ်မျိုးတော့မရှိဘူးဒါပေမဲ့အနီးအနီးဆက်ဆုံးနီလန်းတွေကတော့ရှိတယ်ပေါ့နော်အဲ့တော့မမေတို့ဒီအာဒီအမျိုးသားတွေရဲ့တုပ်ပူကမမေတို့ရဲ့ခန္ဓာကိုယ်ထဲမှာဝင်လို့ရှိရင်အ ਨੇ ဆုံးသူတို့ကဒီတုပ်ကိုကောက်နေတာ ားရဲ့ရရှင်တတ်နိုင်တယ်အဲ့တော့ကြောင့်မလို့မမေတို့ဒီဒီမစရှင်မလာခင်နေ့ရက်3ရက်အလိုမှာအတူနေလို့ရှင်တော့ပို့ပြီးတော့ကတ်နိုင်ချေရများတယ်ဆိုချို့ချို့တော့လေအရန်လွယ်တဲ့လူဆိုရင်တခါတည်းနဲ့အတခါတည်းဒီလိမ့်ဆက်ဆက်လာနဲ့တင်ကိုဝီကတ်လွယ်တဲ့လူလည်းရှိတယ်အဲအဲ့လိုမျိုးတွေဖြစ်တတ်တယ်ပေါ့နော်အာဒီဟော်မုန်းအားအရန်ကောင်းတဲ့အမျိုးသမီးတွေဒီ ွေးအားအရန်ကောင်းတဲ့အမျိုးသမီးတွေဆိုရင်အာဒီတုတ်ကိုးတွေရအောင်တဲ့မျိုးသားနဲ့တွေ့ခဲ့လို့ရှိရင်ဒီလိုမျိုးအာချက်ချင်းကိုကတ်နိုင်တဲ့အနေအထားမျိုးလည်းရှိနိုင်တယ်ပေါ့နော်အဲအဲ့တော့ မမီတို့ဒီဒီလိုမျိုးပို့ဆက်ရှင်အများအားဖြင့်ကိုကဒီလိုမျိုးကိုယ်ဝင်ကိုမြန်မြန်လေးရချင်တယ်ဘယ်လိုအာဒီလိုထထထဖြစ်နေဆိုဒီထောက်နေတဲ့အရာပေါ်မှာဆရာဝန်နဲ့အရင်ဆုံးပြအဲ့ဒီတကယ်လို့ရေအိတ်တွေပါတယ်ရှိနေဆိုကိုယ်ဝင်ရဖို့ခက်တယ်ဒီရဲ့အိမ်ဒီတော့ဘိုးဝင်တဲ့အရာပေါ်မှာအဲ တခုခုကာနေတယ်မျိုးလည်းဖြစ်နိုင်တာဖြစ်တဲ့ကြောင့်ဆရာဝန်နဲ့တော့အရင်ပြဆင်ရှင်တယ်အဓိကနေရာတွေလည်းမရှိဘူးကိုဝင်းလည်းရရခက်နေတယ်ဆိုတော့အမျိုးသမီးတွေကကျတော့ဘလို့လုပ်တဲ့နဲ့ဆိုတော့ခုနပြောသလိုမဆေးရှင်းမလာခင်နေ့ရက်၃ရက်အလိုမှာအတူတူနေပါနောက်ပြောပုံမှန်တစ်ပတ်မှာတစ်ခါနှစ်ခါလောက်ဆက်ဆံတာဖြစ်ခဲ့လို့ရှိရင် အနရက်တစ်ခါသုံးရက်ခြားတစ်ခါအတူတူပို့ပြီးဆက်ဆံပေးစီခြင်းပေါ့เนาะနောက်တစ်ခေါက်ကမမေတို့ဒီ position position အနေနဲ့ကျတော့ဘလို့ဆက်ဆံဖို့ကောင်းလဲဆိုတော့အာဒီအတချို့ကကျတော့အမျိုးသမီးရဲ့အပေါ်ကနေဆက်ဆံတာရှိတယ်အမျိုးသားတွေကအာမနီတာရှိတယ်တချို့အမျိုးသားတွေကအပေါ်နေဆက်ဆံတာရှိတယ်အဲ့လိုတွေကိုမလုပ်ပဲနဲ့အမျိုးသားတွေ အပေါ်မှာဆက်ဆံခိုင်းပြီးတော့ဒီအနောက်ဘက်ကနေပေါ့နော်အနောက်ဘက်ကနေဆိုစို့ပြောတာမဟုတ်နော်အနောက်ဘက်ကနေဆက်ဆံချင်းအားဖြင့်ပူဝင်ကိုဝင်ကပူပြီးရနိုင်ချေကများတယ်လို့အာမမီဖတ်ဖို့ရပေါ့နော်အဲ့တော့ခုနပြောသလိုအာဒီပိုဆက်ရှင်ကတော့တတ်တမှတ်ထဲတော့စိတ်မဆွဲမထားနဲ့အာဒီလိုနီးနေတော့ကြိုးစားကြည့်စေချင်တယ်ပေါ့နော် အဓိကတော့တအိမ်နဲ့ပတ်သက်လို့ရှိရင်ဆရာဝန်နဲ့အကောင်းဆုံးဆွေးနွေးတာအကောင်းဆုံးပါပဲလို့ပြောချင်ပါတယ်ရှင်ကျေးဇူးတင်